အားလုံးပဲမင်္ဂလာပါခင်ဗျာ။ရပရလောသဇာတ်လမ်းများစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီနေ့ညပြင်ဆင်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာကြီးဆရာဆရာအဲကစော်ရေးသားထားတဲ့လေကန်းကြီးဆိုတဲ့ဖြစ်ရမန်ပရလောကဇာတ်လမ်းလေးပဲဖြစ်ပါရစေခင်ဗျာ။ ဇလန်လီမစတင်ခင်မှာညစဉ်ညတိုင်းဗရာလောကဇလန်ကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့အဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလို့ပေးထားပြီးတော့ဗီဒီယိုအသစ်တင်နိုင်သိနိုင်မှုဘေးနားက notify ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့မြေတာရက်ခံနေပါတယ်အဲဒါဆိုရင်တော့ကျွန်တော်နဲ့တူတူဇလန်လေးကိုဆက်လက်နားဆင်လိုက်ကြအောင်ခင်ဗျာ အချိန်အပြည့်2000ပြည့်လွန်နှစ်ခန့်အချိန်ကဖြစ်ပါတယ်။အညတကောင်တစ်ချက်တည်းကြော်တဲ့အချိန်လေးဖြစ်ပါတယ်။အလားပြင်းနေပြီဖြစ်တဲ့ပြင်ပဝန်းရှင်ဒုက္ခမှာတော့လာရောက်ကြောင်းဝင်းလက်လို့နေပါတယ်။ဒါရဝရီမျိုးနဲ့လဲလံကူးရွာအကြားဖောက်လုထားတဲ့မြေသားလမ်းမကြီးမှာတော့လာရအောင်မှာတော့ဖြောင်ဖြူးလို့နေလေတယ်။အဲဒါရရေးရသားကိုထုံးမြင့်မှာတော့စပိန်ရဲ့ဆော့ကလေးတစ်စီးကိုတကြွယူနေစီးနှင်းလို့လာပါတယ်။အဲစပိန်ထိပ်မှာလည်းနိုးစီကွက်အတွင်ဖျောင်းနိုင်ထဲ့ထုံးကချိတ်ဆွဲလာခဲ့ပါတယ်။ ။အခုထုံးမြင့်မှာတော့အခြားလူမဟုတ်ပါ။အဂံမီရကြောင်တကားကလေးကောက်ရခဲ့တဲ့တာကြောင်အေးရွာမှာဥတင်ဝင်းရဲ့သားဖြစ်ပါတယ်။အခုထုံးမြင့်ကတော့အသက်25နှစ်အရွယ်ခန့်ရှိပြီဖြစ်တယ်။အခုထုံးမြင့်မှာထိုစဉ်ကတာယာဝရီဈေးတန်းမှာ9ရောင်းတဲ့အလုပ်ကိုလုပ်ကင်ပါတယ်။အတာယာဝရီဈေးကတော့နနက်၄နာရီခွဲ9နာရီအချိန်မှာစီကားလို့နေပြီဖြစ်တယ်။နနက်6:00နာရီ9:00နာရီဆိုရင်တော့ဈေးကွဲတော့ပြီဖြစ်ရာကိုထုံးမြင့်ကတော့ဈေးစီသည့်အချိန်ကိုမြည်ရန်အတွက်ညာကြီးတကောင်ထွက်လာရခြင်းဖြစ်ပါတယ် ။ဒါယဝရီတို့မနက်နှစ်နာရီခန့်အချိန်ရောက်သည့်အခါငါးတိုင်မှငါးများယူရတယ်။အစည်းတို့ပြန်ရောက်ပြီးခင်ချင်းကဈေးစီကားတဲ့အချိန်ကိုစောင့်ပြီးတော့ရောင်းရတယ်။အမနက်၈နာရီခန့်မှာတော့ဈေးဆိုင်တင်ကပြန်လေးရှိပါတယ်။အဲဒါလမ်းမကြီးမှာပြန်ပြူးလို့နေနေတယ်။အညနေတကောင်ဖြစ်ဒီမို့ဒါလမ်းမပေါ်မှာတော့လူတအုပ်တယောက်မှမရှိဘူး။ တခြားလူများအတွက်တော့ယခုအချိန်သွားလာရသည်မှာအထိတ်လန့်မွယ်ဖြစ်တော့လေကိုထိုးမြင့်မှာတော့ဤလန်းကိုမိုးရွာရွာနေပူပူလာတာတာလာမိုင်မိုင်နေနေညညတယောက်တည်းဖြစ်တန်းခဲ့ရသည်မှာကြာမြင့်လာပြီဖြစ်တဲ့အတွက်အထိတ်လန့်တရားကြောက်စီရဟုပင်မထင်တော့ပါအဲကုထွေးမြင့်တရားလေကလေးတချွန်ချွန်နဲ့စပိန်နင်းလာရင်ကမကြောင်ခင်မှာပဲငှက်ပေါက်ကိုအနီးတို့ရောက်ရှိလို့လာခဲ့ပါတယ် ။အထူးနေရာမှာတော့ဂုံတရာကလေးတစ်ခုရှိ။ငှက်ပေါဂုံလို့ခေါ်တဲ့ဂုံအနီးမှာရှိသဖြင့်ငှက်ပေါဂုံတရာဟုအများကခေါ်ဆိုကြတယ်။အထူးဂုံတရာလေးအနီးမှာတော့တရဲအလွန်၆သိဟုအများကပြောဆိုကြတော့လဲ။အခုထုံးပြမှာတော့မယုံကြည်ပေ။ညာကြီးတကောင်တော်လာနေရတော့လဲယခုအချိန်ဒီတရဲအချုပ်မခံရဘူးသဖြင့်မယုံကြည်ခြင်းလည်းဖြစ်ပါတယ်။အစပိုင်းနိုင်ငံကယမန်နေမနက်ကဈေးထိပ်ရှိတဲ့ဘက်ရိုင်ဆိုင်မှာပြောဆိုခဲ့ကြဘူးသည့်အကြောင်းအရာများကခေါင်းထဲရောက်လာခဲ့တယ် မောင်အေးဝင်းတယောက်မပြောကုန်တရားကတည်း6ခံရလို့ရဲကွာအစိုက်ကားနဲ့ကိုတန်ဝင်းကမောင်အေးဝင်းအကြောင်းကိုဖောက်တယ်ချနေတယ်တကူထွန်းမြင်းကတော့ထုံးစံအတိုင်းမှာမယုံပါဘူးအလကားပါဗျာကြုံညာကြီးတကောင်သွားလာနေတာနှစ်ပေါက်နေပြီဘာတည်းမှမတွေ့ပါဘူးဗျာဒါနဲ့ဒီကောင်ကဘယ်ချိန်သွားလို့လဲညာရှင်းတော်ကြီးလောက်ကတော့ပြောတာပဲကွာ အဲသူကတာယာဝရီကနေစိုက်ကားနေဂုံလေးဝယ်ပြီးပြန်လာတာလေအဂုံနှောင်းပေါ်တတော်စိုက်ကားကတချက်ဆောင်သွားပြီးဂုံတို့ထိပြုတ်ကြတဲ့အတန်လိုမျိုးဖြစ်တာရဲ့ကွာအနောက်ကိုလက်ကြည့်တော့ဘာဂုံတို့မှမတွေ့ရပဲမမဲအကောင်ကြီးတကောင်တွေ့တယ်ဆိုပဲကွာမောင်အေးဝင်းကစိုက်ကားကိုဒုံနေမိပြီးရရွာရောက်တော့အမောဆုံနေလို့မနဲ့နှာနဲ့ယူလိုက်ရတယ်တဲ့ကွာအဲကိုတော်ဝင်းတရားပြောလိုက်တဲ့အခါမှာတော့ကိုထွန်းမြင့်ကတဟားဟားနဲ့ရီမောလိုက်တယ် ီကောင်ထုံးမြဲမင်းနဲ့တတိထားတော့မင်းညာကြီးအချိန်မတော်သွားလာနေရတာဒီတစ်ခါမင်းနဲ့တွေ့ရင်မင်းကိုကုတ်ထိုးသွားလိမ့်မယ်ကွခမားကလည်းကျုပ်ကိုကြောက်တယ်ထင်ပြီးလာချောက်မနေနေဗျအဲကျုပ်အဲ့ဒီလမ်းမှာဘာတရေမှမတွေ့ဘူးခမားပြောတဲ့တရေကိုကျုပ်တွေးလိုက်ချင်မှရဲ့ဗျာအဲထို့အကြောင်းများကိုပြန်စဉ်းစားရင်ကဂုံဒရာကလေးနဲ့နီးကပ်လာခဲ့ပြီဖြစ်ပါတယ်အဲဂုံဒရာကလေးပေါ်သို့လမ်းကြည့်လိုက်တဲ့အခါမှာတော့တရားပေါ်လက်ရမ်းမှာတော့လူတစ်ယောက်စောင့်ကြောက်တက်ထိုင်နေတယ်ကိုတွေ့လိုက်ရတယ် ယခုအချိန်မှာခရီးသွားလာသည့်အချိန်မဟုတ်သဖြင့်ထိုလူမှလူမဟုတ်ပါမလားဟုအကူတော်မြင့်တယောက်ကတော့တွေးနေမိပါတယ်။အထို့သောမကြောက်တတ်သူဖြစ်သည်ဖြင့်အချိန်မတော်ထွက်ထိုင်နေသည့်ကလာသားတယောက်ဖြစ်မိဟုတွေးလိုက်မိ။အကုန်းတရာအတက်မို့စပင်းအရှင်ကရော့ကျသွားပါတယ်။အထို့အချိန်ကိုထွန်းမြင့်ကောင်းတဲ့မှာတော့အတွေးတစ်ခုကပေါ်လာတယ်။တရာပေါ်မှာထိုင်နေတဲ့လူကို၆လံပြောဆိုရန်ဖြစ်ပါတယ်။အဲ့တော့နင်းတရာကိုစပင်းနဲ့ဖြတ်တန်းပြီးတော့ထိုလ်လူရဲ့အနားသို့ရောက်ရှိလာတယ်။ ။ထိုလူဘက်သို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ထိုလူရဲ့လက်ပင်ဟာကြက်ကြီးကိုလဲလိမ်ထားတဲ့ကဲ့သို့တွဲလောင်းကျနေကအထိုလူရဲ့ဥကောင်းကလည်းရင်ဘက်တွင်တွဲလောင်းကြီးဖြစ်နေလေတယ်။အထိုပြစ်ကိုမြင်တဲ့အခါမှာတော့ကိုထုံးမြင့်မှာအလွန်ထိတ်လန့်သွားပြီးတော့ဆက်ဘင်းကိုအလျံမြန်နေပါကုန်းတရားနဲ့အတော်လန်းလန်းရောက်သည့်အချိန်ကမှအနောက်သို့လှည့်ကြည့်လိုက်တဲ့အခါအထူးလူမှာတော့အေးအေးလူလူပင်ထိုင်နေဆဲဖြစ်ပါတယ်။အကိုရုံးမြေတကူလုံးကျက်သိမ်းမွန်ကြီးများထောင်ထားကကောင်းနပန်းများမှလည်းပုံမှုကြီးမားလာသည်ဟုပင်ထင်ရပါတယ်။ အဒုန်င်းစပိန်ကိုအတော်နင်းကတာယာဝတီမျိုးတို့ထွက်ခွာလာခဲ့အမနာဖြင့်စည်းစံသိပ်ပြီးတဲ့နောက်ကိုတွင်းမြင့်တယောက်လဖွဲ့ရဆိုင်တွင်ထိုင်နေသည်အထူးစဉ်ဆိုင်ကောင်းနေတဲ့ကိုတန်းဝင်းမှာတော့အိုးထုတ်ကိုရက်တောင်လို့ရခက်ကဆိုင်ရအတွင်းသို့ဝင်လာပါတယ်ကိုထွန်းမြင့်ကိုတွေ့သည်နည်းကိုထွန်းမြင့်ထိုင်တဲ့ဇဝဲတွင်ဝင်ထိုင်လိုက်တယ်ဟိုနေ့ကမောင်အေးဝင်းပြောတာမှန်တယ်ဗျို့ကိုတန်းဝင်းကမျက်မှောင်ကျုပ်ကဘာမှန်တော့နေဗျာအဆောမရှိအဆုံးမရှိနေဗျာ ။အော်ဒီလိုပါ။မောင်အေးဝင်းကိုခြောက်လို့တဲ့တရေကြီးကိုကျုံဒီမနက်ပဲတွေ့လာခဲ့တယ်ဗျ။ကိုတန်ဝင်းမအလွန်အံ့ဩသွားပြီးတော့ဟေးဘလို့ပုံစံကြီးလဲကွာ။လူတော့လူပဲဗျ။လယ်ဘင်းကအရှိကြီးပဲ။ခေါင်းကရင်ဖက်နားမှာတွဲတောင်းကြီးကျနေတာဗျ။အဲ့ဒါနဲ့ပဲမင်းကထွက်ပြေးလာတယ်ဆိုပါတော့။အထွတ်မပြေးလို့ဘာလို့ရမှာလဲဗျ။ไอ้กูตันเว้ยมามาเจมะเน่เนี่ยมิงกัวดีตะเยรงงาเน่ตาตุ้ยไล่ขึ้นเลย ။ဒါကားသာဆိုရင်တော့အဲ့ဒီတရေကိုမင်းကငါ့ကို၆ချင်လားကွာဆိုပြီးတော့မင်းမေးပြီးတော့ကိုနဗန်ချင်းမှာကွာ။အကူတော်ဝင်ခမရလေးကိုနည်းနည်းလျှော့ဗျာ။အကျုပ်လိုမကြောက်တတ်တဲ့လူတော်မှနည်းနည်းလန့်ရင်ဗျ။အခမရသာဆိုရင်တော့မူးမေးပြီးတတ်သေးမှာ။အောင်မလေးကွာငါကယောက်ျားပါကွာ။တရေလောက်ကတော့မကြောက်တော့ဘူးကွာ။ကိုထုံးမြင့်မှာမကြခင်ကိုတန်းဝင်းကိုနှုတ်ဆက်၍အိမ်သို့ပြန်လာခဲ့လိုက်တယ် ယခုတစ်နေ့မှနောက်တစ်နေ့တွင်မှတော့ထိုတရေကြီးနေစုံတွေ့မလားဟုကြောင်းလန်နေမိတော့လေအနောက်ပိုင်းမှာတော့ထပ်မတွေ့တော့ပါဘူးအကိုတို့မြင်တွေ့မိဒီကတရေသစီများတွင်လူအများပြောတဲ့အကြောင်းအရာများကိုကြားနိုင်သရှိသည်ဟုထင်မိအမိမိမှာတော့မောင်ဟေးဝင်းကိုတရေ၆ခံရစဉ်ကတရေနဲ့တွေ့ကျင်သည်ဟုပြောဆိုမိလိုက်တဲ့ဖြင့်တရေကသူရှိကြောင်းပြသသည့်အနေနဲ့ခြောက်လန်းလာခြင်းဖြစ်မိဟုယူဆတယ်တုံးရခန့်ကြတဲ့အခါမှာတော့ကိုတောင်းဝင်းတယောက်လဘရေဆိုင်သို့ရောက်မလာပြီး ကိုထွန်းမြင့်မတော်နေ့စဉ်နေ့တိုင်းလက်ဖက်ရည်တော့ကစကားဆံပြီးပြောဆိုနေကြဖြစ်တဲ့ကိုတန်းဝင်းမလာတဲ့အတွက်အစိတ်ထဲမှာတော့တခုခုလိုအပ်နေတဲ့ကဲ့သို့ဖြစ်နေပါတယ်။အစည်းမပြန်လာတဲ့အခါမှာတော့စိုက်ကားခီးတို့ဝင်ကကိုတန်းဝင်းအကြောင်းကိုမေးကြည့်ပြတယ်။မောင်နှံဝင်းနေမကောင်းဘူးလေဟာငါ့ဘက်ကောင်မှတရေအချောက်ခံရပြီးတော့အပြင်းပြားနေတယ်လို့ပြောတယ်။ကိုထွန်းမြင့်တရားကိုအံဩသွားမိတယ်။အဲထို့ကြောင့်ပဲလက်ဖက်ရည်ဆိုင်မှာကိုတန်းဝင်းအကြိုက်လက်ဖက်ရည်နဲ့အကြိုက်ကိုဝယ်ယူပါအိမ်မပြန်ခင်ကိုတန်းဝင်းအိမ်ဘက်သို့လှည့်ဝင်ဖြစ်ခဲ့။ ။တငယ်ချင်းတယောက်နေမကောင်းတဲ့အချိန်မှာမိမြန်ရမိမှာမိတ်ဆွေတယောက်ကြီးတန်ဝင်ပြီးမဟုတ်ပါလား။အဲကိုတန်ဝင်အိမ်ထဲသို့ဝင်လိုက်ဒီနေ့ဆောင်ကြားကြီးခြုံထားတဲ့ကိုတန်ဝင်ကိုတွေ့လိုက်ရတယ်။ဟာထုံးမြင်ပါလား။လာကွာလာလာလာ။အဲကိုတန်ဝင်ကိုတရေကြီးကစော်ထဲလိုက်တယ်ဆိုဗျ။အေးကွာပြောဖို့မပြောချင်တော့ပါဘူး။အဖြစ်ကဒီလိုဟေး။အဲ့ဒီနေ့ကငါဆိုင်ကားသိမ်းပြီးအပြန်ပါတငငချင်းတယောက်နဲ့တွေ့တာနဲ့ဘုံဆိုင်သွားကြတာပေါ့ကွာဘုံဆိုင်ကပြန်တော့ည၈နာရီကျော်နေပြီကွာလူကလည်းခွတ်ထွေကလေးဖြစ်နေပြီ ။အဲအဲ့ဒီငတ်ပေါက်ကုန်းလာရောက်တော့ငါစိတ်ထဲကြောက်စိတ်တော့နည်းနည်းဖြစ်သွားမိသေးကွာ။ဒါပေမဲ့ကွာမူးနေတာဆိုတော့စိတ်ကလည်းကြောက်နေတယ်မဟုတ်လား။ငတ်ပေါက်ကုန်းကိုဖျင်းနေတဲ့ဗဇက်ကလည်းတရက်ကိုအော်ဆဲပြီးတော့ကိုနင်းလာတာကွာ။အဲဒရာအစင်းကြတော့စိုက်ကားကအရှိကိုဆက်မသွားတော့ဘူး။အဲဒရာအစင်းဆိုတာနင်းစရာတော့မလိုပဲ။အဲ free ရိုက်ပြီးဆင်းလို့ရတယ်မဟုတ်လားကွာ။အဲငါလည်းမတက်တာပြီးတော့အားဆိုင်နင်းတာပဲဟိ။ ေစိုက်ကားကရွှေ့ကိုမရွှေ့တော့ဘူးအနောက်ကတရရဆွဲထားတဲ့ထင်ပြီးတော့လှဲ့ကြည့်တော့နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဟင်ငါစိုက်ကားကိုလက်နဲ့အတင်ဖမ်းဆွဲထားတာအင်းငါလည်းတရကိုအော်ဆဲတာပေါ့ကွာနောက်တော့စိတ်ပေါပေါင်းနဲ့တရကိုဆင်းပြီးထိုးတာဟိအဒီကန်ကိုကြီးကတရချောက်တွေဆုထည်ထားတဲ့အဲကြီးတလုံးလိုပဲဟိအထိုးလိုက်ရင်ရွှတ်ခနဲရွှတ်ခနဲလက်ကနစ်နေဝင်သွားတာကွာဒီကောင်ကြီးငါ့ကိုပြန်ထိုးတော့ကြတော့အုံကြီးချောက်ကြီးနဲ့ပေါက်လိုက်သလိုပါပဲကွာနာလိုက်တာမှပြောမနေနဲ့အဲနောက်တော့ထိုးရင်ထိုးရင်မနိုင်မှန်းသိတာနေ အဲဒရာပေါကခုံချပြီးတော့အိမ်ကိုဒုံးပြေးလာခဲ့တာပဲဟောဒီမှာတွေ့တာခြေလောက်တော့နည်းနည်းနာသွားသေးရဲ့ကွာအဲကိုတဝင်းကရောင်ကိုင်းနေတဲ့ခြေလောက်ကိုလက်ညှိုးထိုးပြပါတယ်အခင်ဗျာအဲ့ဒါဗဇက်စိုးလို့ဖြစ်တာဗျအကျုပ်ပြောပြမင်းအတရေကလူတိုင်းကိုမချောက်ဘူးနော်မောင်အေးဝင်းတရေ၆ခံရတယ်ဆိုတော့အကျုပ်ကဒီတရေနဲ့တွေ့ကျင်တယ်လို့စိတ်ထဲပြောလိုက်တာတရေနဲ့တွေ့တယ်ဗျာအကျုပ်တရေနဲ့တွေ့တယ်ဆိုတာကခမည်းကငါသာတွေ့ရင်နပန်ချင်းမယ်လို့ပြောကြတာမဟုတ်လားအဲ့ဒါကြောင့်ဖြစ်တော့နေမယ်ဗျာ အေးကွာငါတော့တခါရင်မှတ်သွားတော့တာပါပဲဘယ်ကိုထုံးမြမတရေကိုလုံးလုံးမကြောက်တတ်သီးတော့မဟုတ်ပါအင်္ဂဇင်ကိုရင်ဝဲစဉ်ကဆရာတော်ကြီးပြောပြထားခဲ့တဲ့တရေသစီနဲ့ပတ်သက်တဲ့အကြောင်းများကိုနားထောင်ခဲ့ပြီးတော့အတရေသစီများကိုကြောင်းလိုက်ရသည်ထက်တနာရည်ဟူသည့်စိတ်တက်ကိုကင်ဆွဲထားသည်ဖြစ်တယ်။အဲဒီနေ့ကဇယောင်းပြီးတဲ့အခါမှာတော့ကိုထမင်းတယောက်ဈေးမရောက်ကျင်တော့ပြီ။ဇယောင်းရသည်မှာလည်းလက်ထဲမြင်းများဆဆမဆုံးမိပဲနဲ့ရရဆဆနဲ့ကုန်ခန်းသွားရဖြစ်ပါတယ်။ အဲဒါကြောင့်မဲလက်တဲငွေအလုံးရင်းရတဲ့လုပ်ငန်းတခုကိုလုပ်ချင်မိတယ်။အဲမိဘများကတော့တောင်သူလယ်သမားများဖြစ်သည်မို့တောင်သူလုပ်ရင်အားပေးပါတယ်။လယ်လုံးဒီမှာလဲကုထွန်းမြင့်နဲ့တိတ်ဆိန်ဟာဒီမဟုတ်ပေ။အဲငငယ်ကလေးကမိဘများလုပ်ကိုင်းတဲ့လေယာလုပ်ငန်းများကိုကူညီပေးခဲ့ရတဲ့ဖြင့်လယ်သမားတစ်ပိုင်းဖြစ်လို့နေပါပြီ။အဲတို့တော့ကုထွန်းမြင့်ထံမှာတော့လယ်ပိုင်းမရှိပါ။အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ဖြင့်မိဘလည်းကိုဝိုင်းလို့ဝိုင်းစားလဲမလုပ်ချင်တော့။အဲလယ်ပိုင်းကလေးလုပ်ရင်းနဲ့လင်မထွက်တဲ့စဘာများကိုရောင်းကငွေကြီးမြင်းများဆဆရှာကြည့်ခြင်းမိတယ်။ အစူကြည့်ခြင်းနဲ့ဒါကြောင့်ကိုတွင်းမြမယွမ်းလေးချောစမအစည်းသက်သက်သာနေရမည်လယ်မီများကိုရှာဖွေကြည့်မိတယ်အစည်းရောင်းရင်းနဲ့လက်ထဲစုမိစောင်းမိရှိတဲ့ငွေကြီးများနဲ့လယ်ကွက်စည်းများမှာအစောင့်မတန်ကွာခြားလိုနေပြန်တယ်အဲကိုတွင်းမြတောင်လယ်မီဝင်ရန်အတွက်ရှာဖွေရင်းနဲ့စိတ်တက်ကြလာခဲ့အမိုးပင်ကြတော့မင်းယခုအချိန်ထိလယ်ကလောက်ဝဲမရှိသေးပြီအစူဆောင်ထားတဲ့ငွေများမှာလည်းတတိတတိနဲ့ငအိကြားချီဆိုသလိုရောနေလာလိမ့်တယ်အတရက်မှာတော့ယွာကန်ကိုဘောနဲ့တွေ့တယ် အကူဘောမှာအစားအနောက်တန်သူဖြစ်ကယူယူဘောနေတဲ့သူတပြင်းကိုဘောဟုသာအများကခေါ်ဆိုကြတယ်။အကူထမင်းတရားမိမိကြုံတွေ့နေရတဲ့အခက်အခဲများကိုကိုဘောအားပြောပြပါတယ်။အကူဘောကတည်တည်ကြာကြာနားထောင်ပြီးတော့ဒီမဲ့ထွမြင်မင်းလဲလို့ခြင်းနဲ့ဆိုရင်အလကားနီးပါးဈေးနဲ့ရမယ်လဲတော့ခွရှိရဲကွာ။အကူထမင်းတရားမျက်လုံးများအယောင်လက်သွားတယ်။ဘယ်လိုလဲလဲဗျ။အနီးဦးကွာအရင်ဆုံးမင်းကိုငါမေးမင်းတရေကြောက်တယ်လားထွမြင်။ယောက်ျားပဲဗျာတိတ်တော့မကြောက်တတ်ပါဘူး။ မင်းဥဖိုးတောင်ကြီးကိုသိတယ်မဟုတ်လားကွာဥဖိုးတောင်ကြီးလည်းမြောက်ဘက်ကလဲခွဲကလဲကန်းကြီးလို့ခေါ်တော့ကွာတရေအရန်ချောက်လုံးလို့ဘယ်သူမှမလုပ်ရကြဘူးဥဖိုးတောင်ကတခါပြောဘူးလေဒီလဲကိုလုံရတဲ့လူကိုအလကားနှိပါပေးမယ်တယ်ကွာဟန်ကြလိုက်တာဗျာကျုပ်ကဥဖိုးတောင်စီကိုခေါ်သွားစမ်းပါအေးနောက်နေ့ကျခေါ်သွားမယ်ကွာဒါမဲ့မင်းမကြောက်တော့မှရမှာတော့ဒီလဲကိုလူတော်များများဆမ်းပြီးပြီကွာအကုန်လုံးလက်လံပြီးပြေးကြရတဲ့လူတွေကြီးပဲရပါတယ်ဗျာကျုံဆန်းကြည့်မယ်ဗျာ အေးမနက်ဖက်မနက်ငါခေါ်သွားမယ်အေးတို့တွေဥပိုးတောင်စီကိုတွားကြတော့ပေါ့ကွာအေးကိုတို့မြင့်တရားပျော်ရွှင်စွာဖြင့်အိမ်တို့ပြန်လာခဲ့ပါလေအိမ်ရောက်တဲ့အခါမှာများတော့မိဘများကိုဝမ်းသာအားရနဲ့ပြောပြမိအဖေကျုပ်တော့လဲတော့ကပိုင်တော့မယ်ဗျအဖေဥပိုးတောင်ကိုသိတယ်မဟုတ်လားဥပိုးတောင်ကသူတို့လည်းရဲ့မြောက်ဘက်ကလေဘက်ကိုကျုပ်ကိုအလကားနီးပါစေနဲ့ပြီးမယ်လေဗျကိုတို့နေကအားရဝမ်းသာပြောတော့လဲမိဘနှစ်ပါးကတော့အန်တင်နေဖြစ်သွားတယ် ဖက်သားဥပိုးတောင်ရဲ့မြောက်ဘက်က အကွက်ဆိုတော့အဲ့ဒါလေကန်းကြီးပေါ့ဟုတ်တယ်လေအမေကအဲ့ဒါဘာဖြစ်လို့လဲဗျလေကန်းကြီးဆိုတာအချောက်အလန့်ကျန်းလုံးလို့ဘသူမှလင်းမလို့ရဲတဲ့နေရာပဲလှုပ်ရင်လည်းအဲ့ဒီလေကတိနဲ့မဖြစ်ဘူးလीသားရဲ့မင်းငွေတွေစိုးနေပါဦးမယ်ကွယ်ဒါမှမကြောက်တတ်တာအမေဟာသားလုံးမေဥတီဝင်းကလည်းသားယာမင်းဟုံးမှလည်းလုံတော့ကွာမင်းငင်းညံကိုသိရမဟုတ်လားငင်းညံဆိုတာဒူမိုက်ငင်းညံလားဖေရဲ့ အေးကွာညင်းညံကတရေနဲ့တောင်နှပန်းဖက်လုံးနဲ့ကောင်းဒီကွာအတရေကိုကြောက်เสียရလို့ကိုမထင်းတဲ့ကောင်အဲ့ဒီကောင်ကဒီလေကိုအချိုးချောင်းရမလားဆိုပြီးတော့လဲသွားလောက်တာဟိတရေတွေဝိုင်းချောက်ထုတ်လဲလို့တခါတည်းမျက်ဖြူဆိုင်ပြီးပြေးရတာဟာအစ်စ်ပြန်ညွှန်ရွှေဆိုတာလဲရှိသေးတယ်အဲ့သူ့ကိုသူစစ်ထဲကတော့ပြန်လာခဲ့တာတရေလောက်ကတော့အပြော့ပဲဆိုပြီးတော့အဲ့ဒီလေကိုဝင်လောက်တာဟိအသူအိတ်တဲ့အချိန်တရေကသူ့နှဖူးကိုဖနှောင်းနဲ့ကြီးပောက်ထဲလို့ပြန်ပြေးရပါလိမ့်ယောအဲ့ကိုပါအေးရောပါထူးလို့လေကွာ အဲ့သူကြတော့လူသွားမနေပဲနဲ့လဲပဲသွားဆိုင်တာအညာညာဆိုရင်ကောင်းတန်ကြီးအကုန်လုံးကိုမြေပေါ်ကနေဆွဲလံပြီးတော့ဇောက်ထိုးကြီးပြန်ဆိုင်ထားတာလေကွာအဲ့နှောင်းနေကောက်ပြန်ဆိုင်လဲမနဲ့ရောက်ရင်အဲ့လိုပဲဖြစ်ဖြစ်နေတာ ਨੇ မျိုးဘူဆုံးပါလေရောဟုတ်ပါရဲ့သားရင်အန္တရာယ်များပါလေမလုံဆန်းပါနဲ့လူတွေပြောတာကအဲ့ဒီလေထဲမှာအောက်လန်းဆရာကထုံအိုးမြုပ်ထားတယ်ဆိုလားတရဲမွေးထားတယ်ဆိုလားပဲသားရဲ့မလုံပါနဲ့သားရသားလို့ချင်းအဖေလေကိုခွဲပေးပါမယ်ကွာ အတော်ပါပြီဟာကျုပ်စော်သားကြည့်နေပြီကျုပ်တစ်ခါလောက်တော့စမ်းကြည့်နေသေးရဲ့ဖီအမိဘနဘာဝံကိုထုံးနေပြောင်းပြမရသဖြင့်တပ်ပြင်းသားချရကြရတယ်နောက်တစ်နေ့မှာတော့ကိုဘောနဲ့အတူဥဖိုးတောင်တို့အိမ်တို့သွားလိုက်ကြတယ်ဥဖိုးတောင်ကအကျိုးအကြောင်း ြစ်ပါတယ်။အလေကန်းကြီးမှာယွာနဲ့အတတော်လန်းလန်းတွင်တည်ရှိတယ်။လေရဲတောင်ဘက်မှာတော့ဥဖိုးတောင်တို့၏လေများရှိကလေရဲမြောက်ဘက်နဲ့အရှိဘက်မှာတော့တောအုပ်ကလေးများလည်းရှိ။အလေရဲနောက်ဘက်တင်မှာတော့သီးနှံစိုက်ပြိုးလို့မရတဲ့ဖုံးစိုးမြေကြီးတခုရှိပါတယ်။အလေကန်းကြီးမှာတော့ယွာနဲ့အတတော်လန်းသဖြင့်သွားလာရသည်ပင်အချင်းကုန်ပြီဖြစ်သောကြောင့်ကိုထုံးမြေမှာတော့လေကွက်အစဉ်ဖုံးစိုးမြေကြီးအနီးမှာလေတဲ့ကလေးထူတာတယောက်တည်းနေထိုင်နေသည်။လေလေရုံရအတွက်မူမိဘထံမှနွားများငှားကထုံရက်ပါတယ် ဒူဖိုတန်တို့လည်းနေထိစပ်နေတဲ့နေရာမှာထိမ်မကြီးတပင်ရှိဒီမှာလည်းကျန်နေရရတွင်တစ်ပင်ကြီးကြီးမမမရှိပါအဲကိုထွန်းမြေရောက်လေဆောင်တဲမှာပထမဆုံးစားအိတ်တဲ့ညမှာပဲအတဲကောင်းရင်ကတောက်ခေါတန်ကိုကြားလိုက်ရတယ်အစင်းကြီးတဲ့ခါမှာတော့မြည်သူမှမရှိပြီအေးလိုက်ရကျန်တဲ့အခါတိုင်းမှာလည်းတောက်ခေါတန်ကထက်ကြားရပြန်တယ်အဲကိုထုံးမြင့်မှာတဲပေါ်သို့တက်လိုက်ဆင်းလိုက်နေပင်မန်းလာသည်ဖြစ်ရာစိတ်မရှိတော့ပဲအေးမင်းတို့တောက်ခေါက်ချင်တယ်တညာလုံးထိုင်ခေါက်ကြဟိငါကတော့အိတ်ကြီးရ အဲကိုထွန်းမြင့်ပြောလိုက်တဲ့အချိန်မှာတော့တဲကလေးတစ်ခုလုံးဟုံးခနဲ့လှုပ်ခတ်သွားပြန်တယ်။အလူတယောက်ကတဲကိုကင်ဆောင်လိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။အခြားလူများဆိုရင်တော့ထွက်ပြေးကြမိဖြစ်တော့လဲကိုထွန်းမြင့်ကတော့ခြံအောင်ထဲကပဲမထွက်ပဲ။လှုပ်ဟေးမင်းတို့လှုပ်တော့ကငါ့ကိုပခန့်နဲ့ချော့သိမ့်နေသလိုပဲကွာလှုပ်ထားဟိလှုပ်ထား။အကိုထွန်းမြင့်ပြောလိုက်တဲ့အခါမှာတော့တဲမှမလှုပ်ရမ်းတော့ပဲနဲ့ငြိမ်ကျသွားတယ်။အကိုထွန်းမြင့်မှပေကက်ပြီးတော့အိတ်နေပါတော့တယ်။အဲ့ဒီနေကုန်ပြင်မနာသည်မို့မကြောက်ကြီးအချိန်မှပင်အိပ်ပြောသွားလိုက်တော့တယ်။ ။အမိမြကြောင့်အိပ်ပျော်သွားမည်မသိမျက်ခွန်သို့ဆူးရှက်ရှက်အလင်းရောင်များလာရောက်ထိုးနှက်သည့်အခါမှသာကိုတို့မြင့်တယောက်လန်နိုးလာလိမ့်မယ်။အတူနိုးလာတဲ့အချိန်မှာတော့တဲအပေါ်တွင်မဟုတ်ဘဲနဲ့ကြံသင်းရုပ်ကိုခေါင်းကအိပ်နေခြင်းဖြစ်သည်ကိုတွေ့လိုက်ရတယ်။အတရင်များကတဲပေါ်မှာဆွေးကြကကြံသင်းရုပ်ပေါ်တွင်ပြစ်ထားခြင်းဖြစ်မည်ဟုတွေးလိုက်မိ။အကိုတို့မြင့်တယောက်ထွက်မပြေးဘဲနဲ့တိုက်ကွက်တစ်မျိုးပြောင်းလိုက်မိဟုတွေးလိုက်မိ။အထိုးရင်းညက်ဒီမှာတော့ထမင်းလေးလုံးချက်ဦးတည်တယ်။ထမင်းကိုစလုံးကြီးတစ်ခုအတွင်းတို့ထက်ကငပိရင်ဟင်းနှစ်များနဲ့နေဖက်လိုက်တယ် အဒဲပြင်းဝါပလက်ကလန်နီမှာထိုင်ကထမင်စားတော်လိုက်ပါတယ်အချိန်မှာတော့ည9နာရီခန့်ရှိပြီဖြစ်တယ်မိုးရွာသည်မို့တိမ်ညိုတိမ်သားညကလည်းအုတ်ဆန်းရစ်ဖွဲ့နေတဲ့ဖြင့်တောင်မှန်ထွက်ပေါ်ရေမှောင်မိုက်နေသည်ကိုထင်ရပါတယ်အဲကုထွင်းမြင့်နဗီမှာတော့ထွန်းထားတဲ့ဖယောင်းနိုင်မိကွက်ကလေးကလည်းခက်မင်မင်ကလေးဝင်းလက်လို့နေပါတယ်အကူရမင်းရောဘိုင်ဝါရီအခါမှာတော့ထမင်းမှာဇလုံးတဝက်ခန့်ကြံနေလေသေးတယ်။အကူရမင်းကဇလုံးကိုကင်လိုက်ရင် ။အကဲကြံတဲ့ထမင်းတွေကိုဒီလေထဲမှာနေထိုင်ကြတဲ့အတွေ့အကြုံတွေပါလေ။အစားကြပါတောက်ကြပါအမြင်နဲ့တော့မတွေးနိုင်ဘူးနော်။အကိုထမင်းမှာထိုးထိုးပြောလိုက်ကထမင်းစလုံးကိုတဲကောင်းရဲ့နေမှာချထားလိုက်တယ်။အဒီနောက်မှာတော့တဲရှိဝါးပလက်ကလထန်ကြီးမှာထိုင်ကစေးဘောလေးကိုအရသာခံလို့တောက်နေပါလေ။အထိုးသင်မှာပဲလေခွင်းအလဲမှာလူနှစ်ဦးဘွားခနဲ့ပေါ်ထွက်လာပါတယ်။အနီးဘက်မှာအခြားလေဆောင်တဲများမရှိသည့်အပြင်ယခုလိုအချိန်မတော်သည့်အချိန်အသွားလာနေသူများမှလည်းလူမဖြစ်နိုင်ကြောင်းကိုထွင်းမြင့်တိလိုက်တယ်။ အလူနှုတ်မှာကိုထွန်းမြင့်ရှိရသူဥတီလာကြပါတယ်။အလူတူမှာတော့တာမန်လူသားအရွယ်ဖြစ်တော့လဲကျန်လူတူမှာတော့ကိုထွန်းမြင့်စီတို့လှမ်းလျှောက်လာရင်ကအရက်ကြီးကတပြေပြေရှိလျားလို့လေပါတယ်။အဝါရပြင်းအရွယ်ကောင်ဟာတပြေပြေထမ်းမကြီးတပြင်းရဲ့အရွယ်အစားဖြစ်လာတယ်။အထုလုံးတို့မှာတော့ကိုထုံးမြင့်ချပေးထားတဲ့ထမင်းစလုံးကိုစားတော့ကြလိမ့်တယ်။အရက်အရှိကြီးနဲ့တရက်ကြီးမှာတော့ဝလုံးကဲ့သို့ပိန်သွဲရှိလျားလာတဲ့လက်ပြင်းနှက်ယူကစားတော့ပါတယ်။ ။ဇာတော့ပြီးတဲ့ခါမှာတော့အတမန်ရွယ်တရဲမှာတော့ကုထိုးမြင့်ကိုပြုံးမှုပြတယ်။အဲထိုလူမှာတကလုံးအိုမဲမြတုတ်ထားတကယ်ဆိုနတ်မောင်နေပြီးတော့မျက်လုံးနဲ့ပါးစပ်ကအဖြူရောင်ဖြစ်နေတယ်။အဲထမင်ခန့်ရရှိတဲ့အရေးကြီးမှာတော့ပလက်ကလထိုင်ပေါ်မှာထိုင်နေတဲ့ကုထိုးမြင့်ကို လာရောက်ငုံကြည့်ပြီးတော့ပြုံးပြရှာတယ်။အဲ့တို့တရေကြီးရဲ့ပါဇက်ထဲမှာတော့သွားနှချောင်းသားငေါငေါကလေးရှိပါတယ်။အဲ့ကုထုမြင့်မှာကြောက်မန်းမသိအောင်ကြောက်လန့်နေမိတယ်။အဲ့ဒုလူနှုတ်မှာတော့လေခွင်းအတွင်းသို့ပြန်ဆင်းသွားကြတာပျောက်ကွယ်သွားတော့တယ်။ ။အထူးညတွင်ထူးထူးဆန်းဆန်းပဲကိုရုံးမြင့်တရားမိသည့်အနောက်ရှမ်းမှာမခံရတော့ပြီ။အကိုရုံးမြင့်မှာဒီနောက်ပိုင်းမှာတော့အချောလန်သိမ့်မခံရတော့။အထူးသောတရေများမှာတော့အတန်ပေးခြင်းအနံပေးခြင်းများတော့ရှိနေစေဖြစ်ပါရဲ့။အထူးဒီကိုလည်းကိုရုံးမြင့်ကတရေကသူ့အလို့သူ့လို့တာငါကလည်းငါ့အလို့ငါလုံးမှာဘောဟုဆိုကသိတ်အလေးနံမထားပြီ။အစိုးရသားချင်းအပေါင်းအသင်းများကကိုတွင်းမြေလဲတဲ့တွင်တည်နေပြီလားဟုနေတိုင်းလာရောက်ကြည့်ရှုကြပါတယ်။တရက်မှာတော့ကိုပေါ်ရောက်လာခဲ့တယ် ဟိကောင်ထွန်းမြေမင်းတဖဲကြီးဒီမှနေတယ်ဟုတ်လားဟုတ်တယ်လीကိုဘောအခုဆိုရင်ထုံရည်တော်ညက်နေပြီဗျအမျိုးတွေလည်းတန့်နေပြီအရှိရဲ့ဘက်လောက်ကြရင်တော့ကောက်ဆက်ရတော့မင်းမင်းကတော့အာကလူပဲထွန်းမြေရေငါကမင်းတရေ6ခန်းတီအောင်လို့ဆိုပြီးတော့ဒီအချံကိုတမင်ပေးလိုက်တာကွာမင်းကတော့ဒီမှာဟန်ကြနေပါလားနေပါဦးမင်းကိုတရေမချောက်ဘူးလားကွာချောက်တာတော့ပြောမနေပါနဲ့ဗျပုံနဲ့မျိုးစုံနဲ့ကိုချောက်တာအဟိုနေ့ကထမ်းမင်တော်ရှိတဲ့တရေကြီးကကြောက်ကိုငုံကြည့်တာဗျာ ာသူမျက်နှာကြီးကတော်တော်ဆူဆူဗျာတော့ကလည်းနှချောင်းပဲပါလာအမင်းမကြောက်ဘူးလားထုံးမြာစိတ်ထဲတော့ကြောက်တာပေါ့ဗျာဒါပေမဲ့တရေကသူ့အလို့သူလောက်တာဆိုပြီးတော့ဒီလိုပဲဖြည့်တွေးနေရတာပေါ့ကိုဘောကရည်ရယ်အေးပါကွာဟာလှုပ်ထားစမ်းပါမင်းတို့ကောင်ကနောက်ဆိုတရေမနဲ့တွေ့ပြီးတော့ညာနေအောင်လားမပြောတတ်ပါဘူးကွာအဲကိုထုံးမြာညာဤခံဒီအစိမ်းမှာဘုရားကိုကြကြနန္နအရှင်ခိုးလေတယ် အစပိုင်းရေမြောင်းကတော့ထေတို့ဖျားရှင်ခိုးတဲ့အခါမှာအထရန်ကိုပုတ်ခြင်းခေါင်းမိုးပေါ်မှာတကြောင်ကြောင်နဲ့လမ်းလျှောက်နေခြင်းများကိုကြုံတွေ့ရတယ်။အဲထိုအခါကုရုမျိုးကတော့တရေတစီများကိုယူစုပြီးတော့မြစ်တာပို့ရအများတန်ပေးဝေ။အဲသုံးရက်ခန့်ကြာတဲ့အခါမှာတော့တရေများကဖျားရှင်ခိုးလေမိုင်းနောက်ရက်သည့်အပြင်တဲပတ်ဝါမှနောက်ပြန်ကြည့်လာလာထိုင်နေတတ်တယ်။အဲကုရုမျိုးကတရေများကိုတွေ့သည်နှင့်ခေကောင်လေးမင်းတို့ဒီမှာဘာထိုင်လုပ်နေကြတာလဲကွ။အဲဒီကုလုံးမဲနဲ့နေတဲ့တရေကြီးက မင်းဘရားရှင်ကိုပြီးမြစ်တာပို့ရင်အတို့တွေနေရတာအေးချမ်းလို့ပါကွာအထူးသရေကြီးမှာစကားပြောတတ်တော့လေအကြံတရေသုံးလေးကောင်မှတော့စကားမပြောတတ်ပါဦးဦးအာအာအတန်မြတ်သားပြုတ်တက်လေးတွေအေးအဲ့ဒါဆိုရင်လေအေးနေကွာအဲဒါနဲ့ငါကြားဘူးလားကပရာလောကသားတွေဆိုတာအစင်းစင်အုတ်ချုပ်နေတိုင်းတည်းကွာမင်းတို့တွေကိုရောအုတ်ချုပ်နေတဲ့သူမရှိဘူးလားအဲထိုကားတရေကြီးမှာလေခွင်းအစမှာထိန်မင်ကြီးကိုလက်ညှိုးထိုးပြလေအထိန်မင်ကြီးမှာရုပ်ကစိုးရှိတယ် အထူးသို့သောခက်ပြက်ပြက်ပြောကြပြီးတော့တရေများမှလဲတွင်းသို့ပြန်ဆင်းသွားကြတယ်။ဒီကုရုမြင့်မှာတော့တဦးတည်းနေသူဖြစ်သဖြင့်အိမ်သာဟု၍တတ်တတ်မမတ်မထားပါ။အလေးသွားရန်အတွက်မြေကြီးတစ်ခုကိုတူးထားပြီးတော့အပေါ်မှထလန်းနဲ့ဖုံးထားတယ်။အပေါ်ကတော့ကြုံရင်ကြုံတဲ့နေရာသွားတတ်တယ်။တညမှာတော့ကိုတွင်းမြင့်တယောက်တည်းနိုးလာတယ်အဘော့အလွန်သွားကျင်လာတဲ့ပြင်တဲပေါ်မှာစင်ကတဲချင်ရင်ဘက်တနေရာမှာမတ်တရက်ကအဘော့သွားမိအထူးစင်မှာပင်ထူးဆန်းတဲ့မှုရင်နဲ့တခုကနှာခေါင်းအတွင်းသို့ဝင်လာပါတယ် အဲကိုတို့မြန်စီမှာတော့လူတစ်ယောက်ကဘွားခနဲ့ပေါ်လာတဲ့ပြင်ကိုတို့မြန်မှာထိတ်လန့်သွားမိတယ်။အဲပေါ်လာသူကတော့ယောက်ျားမဟုတ်မိန်းမဖြစ်ပါလေ။အစိမ်းရောင်ဝါဆက်ကိုဝတ်စင်တာကနတ်မောင်တန်ဆွမ်းတဲ့သပင်ရှိကြီးမှလည်းအခြေပင်အောင်ဤသို့ဝဲကြနေလေလေ။အဲထိုမိန်းမရဲ့ကိုခန္ဓာမှာလာရောက်ခဲ့တဲ့အကြောင်းများဝင်းလက်လို့နေပြန်ပါလေ။ထိုမိမရဲ့ရုပ်ရည်ကတော့ထိုခေတ်ကခစ်စားနေတဲ့ရုပ်ရှင်မင်းသီးများဖြစ်ကြသောထက်ထက်မူနန်းတော်လိုင်တို့နဲ့နှိုင်းရှင်ရေမရလောက်အောင်ချုံမောလှပါလေ အခုနှမင်းတယောက်ကတော့မင်းကဘာတူလဲရှင်းကိုကျုပ်လားသတိပေးတာအကျုပ်ကထဲမြမာနေတဲ့ရုပ်ကစိုးပဲရုပ်ကစိုးဆိုတာကယောက်ျားတွေပဲရှိတယ်လို့သိခဲ့တာပါခမရကမင်းမဖြစ်နေပါလားအပူကြီးပြောမနေပါနဲ့ရှင်ဒီလန်နဲ့ဒီဝင်းကိုကျုပ်ပိုင်တယ်အကျုပ်ပိုင်တဲ့နေမြီမှာအပေါ်အလေးကိုစီးမရှိကမ်းမရှိပဲသွားတာမကြိုက်ဘူးအရင်လူတွေဒီလိုလုပ်လို့မောင်းထုတ်ခဲ့ရတာများပြီရှင်ကကျုပ်ရဲ့အောက်လက်ငယ်သားတွေနဲ့တိကျမ်းနေတဲ့အတွက်ကြောင့်ရှင်ကိုလာသတိပေးတာနောက်တစ်ခါကျူးနေတော့ရှင်ကျုပ်အကြောင်းသိမယ်ရှင် နေပါဦးဗျာဒါဆိုကျုပ်ကဘင်းမြန်မှာအပေါ်လေးသွားရမှာလဲဗျရှင်တွင်းတူထားတဲ့နေရာအဲ့ဒီနေရာမှာပဲသွားပါအဲ့ဒီနေရာကိုတော့ခွင့်ပြုတယ်ဒါပေမဲ့အနတ်လုံအောင်လို့တော့လုပ်ဖို့ရှင်တို့မစင်အနတ်နေကတိတ်ကိုနန်းစော်လို့နေဟုတ်ဟုတ်ကဲ့လုတ်လုတ်ပါမယ်ဗျာလုတ်ပါမယ်အဲကိုထွန်းမြင်းဂရီပေးပြီးတဲ့အခါမှာတော့ထိုရုပ်ကစုံမဟာပျောက်ကယ်သွားလေတယ်။အဲနောက်တနေ့မှာဒီကိုထွန်းမြင်းကဒုနီယာမှာကျင်းနေတဲ့သူကအိန္ဒာတခုကိုလည်းလုံလုံချွန်းချွန်းအဲခန်း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 လေးတိဆောက်လိုက်ရတယ်။ ရခင်ကလိုတူးခင်ရနေရအပေါ်မသွားတော့ဘဲနဲ့အိမ်သာသူပြေးအပေါ်သွားရတယ်။အဲမျိုးပင်များတန်လာတဲ့အခါမှာတော့ကောက်ဆိုင်ရံပြင်ဆင်ရတယ်။ကုတို့မြင်းကတော့ကောက်ဆိုင်တမလေးများကိုငှားရန်ထားတယ်။အဲကောက်ဆိုင်တမများမှာတမနခင်လုံးကောက်ဆိုင်ပြီးတော့ထမင်းစားတော့ပြီးတဲ့အချိန်မှာတကုလုံးကုတ်ခွဲကလူးလွန်နေကြပါတယ်။အဲကုတို့မြင်းကပြေပြေတလဲနဲ့ဟဲ့မင်းတို့ဘာဖြစ်နေကြတာလဲ။ရားတယ်။အခွေလျာသီးကင်မိတယ်လို့ရားတယ်။ဟာမဟုတ်တာပဲဟာဒီတော့မှခွေလျာသီးပင်မှမရှိတာပဲဟာ။ အဲကိုထနေ့တရောင်းခေါင်းကုတ်နေရပြီဖြစ်တယ်။အဲကောက်စိတ်သမား၆ယောက်မှရာလုံးသဖြင့်ကုတ်ဖဲ့နေရပြီးတော့ဒကုလုံးမှလည်းအင်ပြင်ကဲ့သို့အနီရောင်အဖူးပွင့်များထွက်ပေါ်လာတယ်။မမှန်ပြောစမ်းနင်းတို့တခုခု အမားလုပ်ထတာရှိရမဟုတ်လား။ကျုပ်တို့ကဘာအမားလုပ်ရမှလဲတော့။နင်းတို့အပေါ်လေးသွားကြသေးတယ်မဟုတ်လား။အပေါ်လေးလောက်ကတော့ကောက်စိတ်ရင်ကန်သေးစက်မှသွားလိုက်တာပဲကိုထွန်းမြင့်ရဲ့။ဟာပြဿနာတော့တက်ပြီ။အဲကိုထွန်းမြင့်မှထိန်မင်းညင်းစီတို့ပြေးလာခဲ့။ ထင်းမြမနေတဲ့ရုပ်ကလေးမကြီးခင်ဗျာသူတို့မသိအောင်လုံးမိတာဘွေမယူပါနဲ့နောင်နောင်ဒီလိုမဖြစ်စေရပါဘူးလို့ကြုတ်အာမခံပါတယ်သူတို့ကခွင့်လုပ်ပေးပါဗျာအဂိုရမင်းရောပြောဆိုပြီးအချိန်မှာတော့ကောက်ဆိုင်တမောင်များမှာမရားရန်ကြတော့ဘူးအေးနောက်ဆိုငှလည်လေးလာရင်တွေ့စီရနေရအပေါ်လေးမသွားနိုင်ဟာအသွားချင်းတင်းနောက်ဘက်ကအိမ်နောက်ဘက်တော့ဟုတ်ပြီလားဒီမြေကမြေကျမ်းနေဟာမတိပါဘူးကိုထွန်းမြေကျုပ်တို့တော့ဒီလိုပဲသွားနေကြတာ ေးဒီလဲကတခြားလဲနဲ့မတူဘူးဟာဒီလဲကလဲကန်းကြီးဟာလဲကန်းကြီးနင်တို့သေသွားမယ်ဘာမှန်းနေလေအဲကောက်ဆိုင်သမားလေးများမှာတော့ကြောက်လန့်လို့သွားကြပါလေအဲထိုချင်းမဆိုရေးကိုထွန်းမြင့်လဲထဲမှာမဟုတ်တာမလို့ရတော့အဲကိုထွန်းမြင့်ကလည်းလဲလဲလာရသူများကိုထိုအကြောင်းများပြောပြကခြောက်လန့်ထားရတယ်ဇဘာပေါ်ပြီးဖြစ်ပါတယ်အဲကိုထွန်းမြင့်ဇဘာကမှအထွက်တိုးလာပြီဥပိုးတောင်ကတော့မြေရိုင်းဖြစ်တော့ကြောင့်မြေစီတက်ကအထွက်တိုးရခြင်းဟုပြောတယ် ။ဇဘာထွက်ချိန်မှာတော့ကျွဲ့စာကလေးများကဲ့သို့ဇဘာဖြင့်မိအကောင်မဲ့ကြောက်ရွံ့ကြတော့လေ။အဲကိုထွန်းမြင့်ခင်မှာတော့ကျွဲ့တကောင်များမရှိစာကလေးများပင်ကွင်းပေါ်မှာဖြစ်ပြီးမပြန်တမ်းမီ။အဲဒိုဒီမှာလည်းပရာလောကသားများ၏အကူအညီကြောင့်ဖြစ်မည်ဟုထင်ရတယ်။ယုကဒုံမနဲ့ကိုထွန်းမြင့်မှာပုံမှုပြီးတော့ခင်မင်လာပါတယ်။အကူထုံးမြင့်မှာတော့ထိမင်းကြီးအောင်မှာစီမီထုံးရင်အမွေးနဲ့နာတိုင်းများထုံးကြီးရင်လက်ဖက်အကွန်းရများကိုကျုံရင်ကျုံတလို့တင်မြောက်လိမ့်ရှိ။အဲစဘာရည်သိမ်းပြီးတဲ့အချိန်မှာလဲကိုထုံးမြင့်ထံသို့ရုပ်ကစိုးမှရောက်လာတယ်။ ရှင်ကစဘာသာပေါ်တယ်အလူလျန်းလေးပါလေမလုပ်ဘူးလားဟာစဘာကခုမှပေါ်တာဟာပရမတော်ရာသီဆိုတော့ငွေကဒီလောက်မမြတ်သေးဘူးစိုက်ဖို့ပြို့ဖို့ချီထားပြုထားငွေတွေလည်းပြန်ဆက်ရအောင်မလီအလူပေးဖို့အထီးရောက်တော့လက်ထဲပတ်စံမရှိသေးဘူးဟာအေးဒါဖြင့်ကြုတ်ပေးမယ်ယူမလားနင်းကဘာပေးမှလဲရွှေအိုးတွေပါလေမြုပ်ထားတာရှိလို့လားတခြားတော့မဟုတ်ပါဘူးရှင်ခြေကနန်းပေးမယ်အရှင်ပေါ့အောင်သာထိုးလीပေါ့ရင်အလူလုတ်ပေါ့အေးဒါဆိုလဲပေးဟာ ရုပ်ကမမကုထုံးမြင့်ကိုကနန်းသုံးလုံးရွတ်ပြ යි ။အဲကုထုံးမြင့်ကလည်းထိုကနန်းကိုအသေးချာမှတ်ထားလိုက်ပါလေ။စဘာပေါ်ပြီးတဲ့အချိန်မှာကုထုံးမြင့်မှာရွာထဲတွင်ပြန်နေထိုင်ပါလေ။အဲသုံးလုံးဒီချဲထွက်ဖို့ရက်ကလည်းနီးကပ်လာပြီဖြစ်။အဲတရက်မှာတော့ဘုံကြီးကျောင်းသို့စွန့်ညင်သွားဖို့ရင်ကရွာသားများနဲ့စကားလက်ဆုံကြ යි ။အဲစကားပြောရင်ချဲကျောင်းမြောက်ကိုရောက်သွားလေ။အဲထုံးမြင့်ကြီးမိမကဘာကနန်းကြီးကြားထားသေးလဲကွာ။အဲကုထုံးမြင့်ကတော့ရုပ်ကစိုးပေးထားတဲ့ကနန်းကိုပြောကြလိုက်လေ။ အမိမိလည်းဒုကနန်းအားကြီးကြီးကြီးဖြင့်ထိုးလိုက်လေတော့တယ်။အဲချဲထွက်လာတော့ကမှတော့ကနန်းသုံးလုံးမှာတက်တက်ဆင်အောင်လွဲသွားပါလေ။အကိုတို့နဲ့တရားကိုဒေါသထွက်ထွက်နဲ့လဲလဲဆိုဆင်းလာခဲ့။အထင်မြင်အောင်လို့သွားကယောဂသုံးမကိုရန်သွားတွေ့။ကနန်းကရှင့်ကိုပဲပေးတာလीတခြားသူတွေကိုပေးတာမှမဟုတ်တာ။ဒါပြင်းရင်ငါသူများတွေကိုရှောက်ပြလို့မပေါက်တာပေါ့။အဲ့လိုလား။ကန်ဆက်တဲ့သူအချင်းချင်းမှာရတာရှင့်ရှင်ကလူတကာကိုပြောလိုက်တော့လူတိုင်းကရှင့်လိုကံမျိုးရှိတာမှမဟုတ်တာပဲ အေးဟာငါသိပြီအတ္တိကငါဘာတို့ကိုမှမပြောတော့ဘူးအဲယုတ်ကသူမမကိုထုံးမြင့်ကိုကနန်းသုံးလုံးပြောပြန်တယ်အဲကိုထုံးမြင့်မှာတော့တခါသေးဘူးအပြင်ဘိုးနားလဲဆိုတဲ့ကတော့မှတ်သွားသဖြင့်မိသူကိုမှမပြောတော့ဘူးအဲသူတိုင်အောင်ရွာလဲကလူများမှာတော့ကိုထုံးမြင့်ကိုဝိုင်းဝန်းလောင်ပြောင်နေကြသေးတယ်ယုတ်ကသူပြီးတဲ့ကနန်းကထွက်မလာသဖြင့်တရားလုံးချဲဖို့အတော်ရှုံးသွားရတယ်အဲကိုထုံးမြင့်မှာယုတ်ကသူမပြီးတဲ့ကနန်းကိုငွေ3000ဘူးထိုးလိုက်တယ်အဲဒုခိကက3000ဆိုတဲ့ငွေပမာဏကလည်းတိတ်နေသီတော့မဟုတ်တော့ဘူး အဲဂျေကနန်ထွက်ဒီခါမှာတော့ထိုကနန်းကထွက်လာပါတယ်။အဲကနန်းသုံးလုံးမှာယုတ်ကသူမပြောတဲ့အတိုင်းအစင်လိုက်ပြီဖြစ်တယ်။အဲဂုထွေမီရောလျော်ချုံငွေများရရှိကလက်ထင်းမှာလည်းငွေများများစွာကင်မိလာတယ်။အဲထိုခါမှာတော့ယုတ်ကသူမပြောတဲ့အတိုင်းအလှအတန်းလှုပ်ပါတယ်။လေကွင်းထဲမှာလူများကိုလည်းအမြအပေးဝေးတယ်။လေကန်းကြီးကိုဝယ်ယူလိုက်ကလေကန်းကြီးနောက်ဘေးမှာပဲမြည်ရန်များကိုပင်ထပ်မံဝယ်ယူလိုက်တယ်။အဒုပိမေယုကဇုမနဲ့တရေမြမတော့မကြွလွတ်ကြပြီ။ကုသိုလ်ကောင်းမှုတော့ရရှိသွားကြရင်တူပါလေ။ ။အတရမှာတော့ရွာတဲ့မိသွေးဖုတ်တဲ့လူတစုမှထိမ်မင်ကြီးကိုခုတ်လဲတာမိသွေးဖုတ်လိုက်ကြတယ်။အကုရုမြင့်ကရွာတွင်ပြန်နေသဖြင့်ထိုအဖြစ်ကိုမသိလိုက်ရပြီ။ညရောက်တဲ့အခါအိမ်ပေါ်သို့ရုပ်ကစုံမှတက်လာပြန်တယ်။အရုပ်ကစုံမှမျက်လုံးများမှာတော့မြေဝင်ဝင်တောက်နေတဲ့ကဲ့သို့လွင်လန့်နေတယ်။မင်းမင်းအိမ်ကိုဘာလာလောက်တာလဲ။ငါအပင်ကိုမိသွေးဖုတ်တဲ့လူတွေလဲသွားကြပြီ။အဲဒါကြောင့်ငါရွာတော်ရှင်ကိုခွင့်တောင်းပြီးတော့ရွာထဲဝင်လာခဲ့တာပဲ။ငါအပင်ကိုလဲသွားတဲ့လူတွေအကုန်လုံးကိုအသေးစိုးနဲ့တရားငါလုတ်ပြစ်မယ်။ မီးတွေဖုတ်တဲ့လူများမှာကိုထွန်းမြင့်တို့နဲ့ဆွေမျိုးမကင်းတော်သူများဖြစ်ပါလေ။ဟာမလုပ်ပါနဲ့ဟာသူတို့မှလည်းသားရီမရနိုင်နဲ့ပါဟ။ကျုပ်အပင်ကိုဒီလိုလှဲသွားတာပဲ။ကျုပ်မှနေစရာမှမရှိတော့တာ။ဒါဆိုငါနေစရာပြန်ပေးမယ်နင်ကျင်းတ်မလား။ရုပ်ကသူမမနှုတ်ဆက်နေလေလေ။ဒီလိုလုပ်ပါဟ။အဲလေကန်းကြီးရဲ့မြောက်ဘက်ကတောအုပ်ထဲမှာအုံနေပင်ကြီးတစ်ပင်ရှိရဟ။အခုငါကအဲ့ဒီတောအုပ်ကိုဝင်လိုက်ပြီဆိုတော့အဲ့ဒီအပင်တွေအကုန်လုံးကငါအပင်တွေပဲ။အဲ့ဒီအုံနေပင်ကြီးမှာနင်းနေငါနင်းကိုခွင့်ပြုပြီ။ ရုပ်ကသူမမတောက်တချက်ခေါင်းကအိမ်ပေါ်မှပြန်ဆင်းသွားလိမ့်တယ်။အဲတို့တော့လေနောက်တနေ့မှာတော့မိတွေဖုတ်တဲ့လူများမှရန်ဖြစ်ကအချင်းများကြရင်တယောက်နဲ့တယောက်ရိုင်းနှက်ကြလိမ့်တယ်။အဲတို့တော့တိတ်လောက်တဲ့ဒဏ်ရာများမရသွားကြသည်မှာပင်တက်တာသည်ဟုတွင်းမိတယ်။အဲထိုချိန်မှစ၍ရုပ်ကသူမမအုံနေပင်ကြီးတွင်နေထိုင်တော့တယ်။အဲကုထွန်းမင်းကလည်းသစ်ပင်များခွေလင်းပင်များကိုချဲ့ထွင်တော့လေအုံနေပင်ကြီးနဲ့အနီးပါမအပင်များကိုတော့ကောက်ကွက်ကလေးခြံထားခဲ့ပါတယ်။ ယခုချိန်ဒီကိုထွန်းမြင့်လဲကွက်ကတော့ရွာသားများကလဲကန်းကြီးဟုရင်ခေါ်ဆိုနေကြသည်ဖြစ်တယ်။အဲသို့တော်လည်းထိုလဲများမှာတော့မကန်းတော့တဲ့အပြင်စဘာရာသီရောက်တဲ့အခါတိုင်းရွှေဝါရောင်စဘာပေများကတော့ရိမ့်နှဲ့ရီနေပါလီတော့တယ်။ဇရာအဲကတော့ရေးသားထားတဲ့လဲကန်းကြီးဆိုတဲ့ဖြစ်ရမှန်ပရလောကဇလန်လေးကတော့ဒီမာတင်ပြီးဆုံးပါပြီခင်ဗျာ။ဇရာအဲကဇော်နဲ့တကွာနားစင်ပေးခဲ့ရသူတအုပ်တယောက်ချင်းဒီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ တရားပြွှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။